အားလုံးမင်္ဂလာပါ Cooking is the football show အနေနဲ့ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့မင်္ဂလာရှိတဲ့အပြောင်းအရွှေ့သတင်းလေးတွေကိုပဲရွေးချယ်ပြီးတော့အဓိကထားဆွေးနွေးတုံ့သက်မှုပြုလုပ်ပေးသွားကြပါမယ်ပထမဆုံးသွင်းနေတဲ့တရင်ကတော့ Real Madrid အသင်းကိုတရားဝင်ရောက်ရှိသွားပြီဖြစ်တဲ့ Trent Alexander-Arnold နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ပဲဖြစ်ပါတယ်။ Liverpool ပြည်သက်တရားတော့ Trent ထွက်ခွာသွားခြင်းကိုမင်္ဂလာရှိတယ်လို့သတ်မှတ်ချင်မှသတ်မှတ်လိမ့်မယ်။တိုးတော် Real Madrid ပြည်သက်တရားတော့အဓိကလိုအပ်နေတဲ့ right back တနေရာမှာကမ္ဘာအကောင်ဆုံး right back တီတဲကတယောက်ရောက်လာတဲ့အတွက်ကြောင့်ဒါမင်္ဂလာရှိတဲ့တည်င်းမင်္ဂလာရှိတဲ့လူခုံမှု ဖြစ်ပါလိမ့်မယ်။ဆိုတော့ Trent ရဲ့စာချုပ်သတ်တမ်းက June 30မှာကုန်ပါ။ FIFA Club World Cup ဒီ June လအတွင်းမှာကျင်းပမှာဖြစ်ပါတယ်။အဲဒါကြောင့် Real Madrid ဒီ FIFA Club World Cup မှာ Trent ကိုဝင်ရောက်ကစားခိုင်းစီခြင်းနဲ့အတွက် Stolien စောစွာတလကြိုပြီးတော့ခေါ်ယူခဲ့တာပါ။အဲတော့ဒီ FIFA Club World Cup ကို Real Madrid အနေနဲ့ဘယ်လောက်ထိတန်ဖိုးထားလဲဘယ်လောက်ထိအာတီတပြင်းပြနေတယ်လဲဆိုတာ ကြည့်ရင်သိတာပါတယ်တကယ်တမ်းတော့ Trent Alexander Arnold Real Madrid ကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရတာတိုးပေမဲ့အဲ့ဒီအပိုင်းချာလီတစ်ခုကိုကစားစီဖို့အတွက် Liverpool အသင်းကိုပေါင်10တန်းပြောင်းရွှေ့ကြည့်ပေးခဲ့ရပါတယ်ချော့ Liverpool အရင်တော့ Real Madrid ညှိနေတာတော့ကြာပြီဗျအပေါင်10သိန်း10သိန်းကနေအပေါင်10တန်းဘာညာအထိဖြစ်လာတယ်ပေါ့နော်တိုးတော့အခုနောက်ဆုံးချိန်မှာပေါင်10တန်းနဲ့သဘောတူညီမှုရရှိသွားခဲ့တာပါဒါရီမကသေးဘူး6လပိုင်းမှာပေးချေရမယ့်လောက်ခပမာဏနဲ့9လပိုင်းမှာပေးချေရမယ့်လောက်ခပမာဏဟောပါ Real Madrid တင်းဟာဒီ trend alignment အာနိုးကိုပေးပေးရမှာလည်းဖြစ်ပါတယ်အဲ့တော့ကြောင့် trend ရဲ့တန်ကြီးကတလာပဲကြံသည့်တိုင်အောင်ဒါတန်ကြီးမြင့်စွာနဲ့ပြောင်းသွားတယ်လို့ပဲ ပြောရမှာပေါ့နော်โอเคအဲ့တော့ Real Madrid က Trent Alexander-Arnold ကိုဘာကြောင့်ဒီလောက်အသေးအတန်လိုချင်နေသလဲရှင်းပါတယ်အခု Real Madrid ရဲ့ right back တနေရာမှာ Carvajal မကစားနိုင်သေးတဲ့အချိန် Vivardi ဝင်ကစားပေးနေရတယ်ဒီခါလေးကျရင် Vasquez ကစားပေးနေရတယ်ဘလို့နီးနေမှအဆင်မပြေဘူးဇာဗီအလွန်ဆိုရောက်လာတဲ့အချိန်မှာတော့ဒီ right back တနေရာမှာအင်ပြစ်အားပြစ်ကစားသမားတစ်ယောက်ကိုသူအသုံးပြုခြင်းမုံ ပေါ်တယ် FIFA Club World Cup မှာရမယ့်စုချင်းငွေပမာဏကလည်း များပြားတာဒပိုင်ဒီနှစ်မှာပုံတံအသွင်တဲ့ကျင်းပမဲ့ပထမဆုံးပြိုင်ပွဲဖြစ်တာကဒပိုင်ဒီအတွက်ကြောင့်ပေါင်ဆယ်တန်းလောက်ကိုကြည့်မနေတော့ပဲ Rix UB ခေါ်လိုက်တယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်မင်္ဂလာရှိတဲ့သတင်းကတော့ Liverpool ပရိသတ်တွေအတွက်မင်္ဂလာရှိတဲ့သတင်းဖြစ်ပါတယ် Liverpool အသင်းကို Jeremy Frimpong ကတရားဝင်ရောက်ရှိသွားပြီဖြစ်ပါတယ် Frimpong ဒီ Liverpool မှာ9နှစ်ထိရှိနေမှာဖြစ်ပြီးတော့သူ့အတွက်ပေးရတဲ့တန်ကြီးကအတော်လေးကိုတက်တာလွန်းလာပါတယ်ယူရို35သန်းပဲ ေးရတာပါ frame ပေါင်ရဲ့အသက်အရွယ်က trend ထက်ပိုပြီးငယ်တယ် playing style နဲ့ impact ဖြစ်ပုံချင်းကတော့မတူဘူးပေါ့ဗျာ trend ကအပြူအပိုင်းနည်းနည်းတော့ရွေးလိမ့်မယ် frame ပေါင်ကြတော့လက်ရှိ modern ဘောလုံးလောကမှာအတက်စင်းမမှန်ကစားနေတဲ့ wing back ပဲဖြစ်ဖြစ် side back ပဲဖြစ်ဖြစ်အဲ့လိုကစားသမားတွေရဲ့ style အတိုင်းအပြည့်ကစားနိုင်တဲ့သူဖြစ်ပါတယ်သူ့ကိုပေးရတဲ့ပြောင်းရွှေ့ခြင်းကနည်းပေမဲ့ကျွန်တော်တစ်ခေါက်တော့လည်းသုံးသက်ခဲ့ဘူးပါတယ်ဘာကြောင့်တခြားသင်းနေမခွန်နိုင်တာလဲသူစိတ်ကြိုက် အသင်းမတွေ့သေးတဲ့အတွက်ကြောင့်ဒါမှမဟုတ်လေသူစိတ်ကြိုက်အသင်းမဖြစ်တဲ့အတွက်ကြောင့်မပြောင်းတာပါသို့တော့လီဗာပူးကတော့ frame pound ကိုအကောင်းဆုံးဆွဲဆောင်နိုင်ခဲ့တယ်လို့ကျွန်တော်ယူဆတယ်လီဗာပူးရဲ့အခုနောက်ပိုင်းလူခုံမှုတွေကိုလည်းကျွန်တော်တော်တော်လေးသဘောကျတယ်ဗျဘာကြောင့်လဲဆိုတော့ပြီးခဲ့သောဘောလုံးရာသီမှာထွေတူတူတယောက်မှမခေါ်ယူဘဲနဲ့ Premier League Champion ဖြစ်ခဲ့တယ်အဲ့တော့ဒီနေ့ရာသီမှာတော့ဘောလုံးရာသီနော်ဆက်ဆချင်းမာတယ်ကစားသမားတွေကိုကြိုတင်သဘောတူညီမှုယူထားရှိတယ်နော်အပြက်ခေါ်လိုက်တဲ့သူတွေရှိတယ်နောက်ထပ်လည်းကစားသမားတွေအများကြီးရောက်လာဖို့ရှိတယ် Florian Vis တရင်တွေက ကငြိမ်နေတာမဟုတ်ပါဘူးဒီပြောင်းရွှေ့ကြီးညှိနှိုင်းဆွေးနွေးနေတဲ့အတွက်ကြောင့်အနေငယ်ကြန့်ကြာနေတဲ့သဘောမျိုးပါကြန့်ကြာတယ်လို့လည်းပြောလို့မရပါဘူးเนาะကျွန်တော်အခုမှဘောလုံးရာသီအစလေးပဲရှိသေးတယ်လीเนาะအပြောင်းရွှေ့ဈေးကွက်ဘာညာလုတ်ဖို့အတွက်အစလေးပဲရှိသေးတယ်အဲ့အတွက်ကြောင့် Florian Vis လည်းတိတ်မကြခင်အချိန်တွင်ရောက်လာဖို့ရှိသလို မီလော့စ်ကာကတ်စ်နဲ့လည်းသဘောတူညီမှုရထားပြီးပြီဆိုတဲ့သတင်းမျိုးတွေကြားထားပါအဲ့တော့ friend pound အနေနဲ့တော့ကျွန်တော်တယောက်တည်းအမြင်တော့ trend နေရာကိုအကောင်းဆုံးအစားထိုးပေးနိုင်လိမ့်မယ်လို့ကျွန်တော်100%ယုံကြည်တယ် friend pound ရဲ့လှုပ်အားနှုန်းရှစ်တက်နောက်စင်းမှန်မှန်ကစားနိုင်တဲ့ပုံစံက arnaslot အနေနဲ့ trend တက်ကိုပို့ပြီးသဘောကျပါလိမ့်မယ် left back မှာ milo carcas ရောက်ပြီး right back မှာ frim pounder တီးလို့ကတော့ liverpool ရဲ့ ်နော်စိုက်ဘက်ကစားသမားတွေဒီလန်ထွက်နေမယ်လို့တော့ကျွန်တော်ယူဆပါတယ် Florian Vespar ရောက်လာရင်တော့ Liverpool ပြည်သက်တွေကတော့တကာပေါ်ပြားကြီးစင်တာပေါ့ဗျာအဲ့တော့ဘာဖြစ်ဒါ Trent ထွက်သွားတယ်ဆိုပေမဲ့လည်း Frame Pound ရောက်ရှိလာခြင်းဟာ Liverpool ပြည်သက်တွေအတွက်မင်္ဂလာသတင်းလို့ပဲကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့တလဆရမ်းမိဆက်ပေးချင်တာကျွန်တော်အခုဗီဒီယိုကိုကူညီပံ့ပိုးထားတဲ့ Football Game မှာ Football Game မှာ One Sport လည်းကစားလို့ရပြီ Promo Code ဖြစ်တဲ့ FPK အကြီးဆုံးလုံး9 3လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါခင်ဗျာအတိအကျပို့ပြီးတော့အသေးစိတ်ကိုသိချင်တဲ့ဆိုရင်တော့ခွကြော့တက်3လုံး3ညာ3လုံးမှာဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် Okay ကျွန်တော်နောက်ထပ် ဟိုမင်္ဂလာသတင်းကတော့ဟိုဘယ်လိုပြောမလဲမင်္ဂလာသတင်းလို့ပဲပြောရမလားဒါမှမဟုတ်ရင်မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်အနေငယ်ဟိုတပင်းချလို့ရတဲ့သတင်းလို့ပြောရမလားပေါ့နော်ဒါပေမဲ့လည်းရင်းတိတိပပကြီးတော့မဟုတ်သေးပါဘူးဖော်ပြထားတဲ့သတင်း source ကတော့ Fabrizio Romano ဖြစ်တဲ့အတွက်ကြောင့်အနေငယ်တော့ယုံကြည်လို့ရတယ်မန်ချက်စတာယူနိုက်တက်နီးပြ Ruben Amorim က Bruno အနေနဲ့ Sorry ကို join ဖို့ပလန်မရှိဘူးလို့ပြောခဲ့ပါတယ်နောက် Amorim ကိုယ်တိုင်ကလည်းသူ့ရဲ့ခံစားချက်ထဲမှာ Bruno အနေနဲ့အသင်းမှာပဲဆက်ရှိဖို့အတွက်အခြေအနေရှိတယ်အဲ့လို ံစားမိတယ်လို့လည်းပြောခဲ့သေးတယ်ပေါ့နော်အဲ့တော့ဘရူနိုအနေနဲ့အတင်းမှာဆက်ရှိဖို့များပါတယ်ကျွန်တော်လဲဘရူနိုအဲဟီလဲကိုပြောင်းနိုင်ခြင်းရှိလားပြောင်းနိုင်ခြင်းမရှိဘူးလားစတဲ့သတင်းတွေကိုသုံးသပ်ပေးလာတာ၂ရက်လောက်ရှိပြီဗျဆက်စဂျင်းတော့ကတော့ကျွန်တော်တွေကလုံးဝမပြောင်းနိုင်ဘူးလို့ပဲပြောတာပေါ့ဗျာနောက်ပိုင်းမှာသတင်းတွေထွက်ထွက်လာတဲ့ဘရူနိုတောင်းဆိုတဲ့အမောင့်ပမာဏတွေကိုဘရူနိုရဲ့အေဂျင့်နဲ့ဒီတစ်ဖက်ကအဲဟီလဲရဲ့ ဥက္ကဋ္ဌအဆွေးနွေးညှိနှိုင်းတယ်အဟီလေကလည်း accept လုပ်တယ် United အသင်းကိုပေးရမယ့်ပြောင်းရွှေ့ခြင်းကိုလည်းလိုချင်လောက်တဲ့အထိ United လက်ခံလောက်တဲ့အထိအမောက်ပမာဏပေးမယ်ဆိုတော့ပြောလို့မရဘူးလေအကုန်လုံးကအစင်သိနေတာ ਉ သို့တော့အခုချိန်မှာနီးပြချုပ်ကိုယ်တိုင်ကပြောလိုက်တဲ့အတွက်ကြောင့်ဒါအနေငယ်စိတ်သက်သာရရစီမယ်လို့ကျွန်တော်တို့ယူဆတယ် Ruben Morin နေနဲ့ကစားသမားကြားထဲမှာ relation ကောင်းနေလေရှိလိမ့်မယ် Bruno ကအသင်းရဲ့ captain တယောက်ဖြစ်တယ်ဒါပြင် နိုင်ငံချင်းလဲတူတယ်အမော်ရင်ကိုယ်တိုင်ကတော့ထွက်ခွာနိုင်ကြီးရှိတဲ့ ကစားသမားတယောက်ကိုအခုလိုဟိုတိတိပပကြီးပြောလိုက်မယ်လို့တော့ကျွန်တော်မထင်ဘူးအဲ့တော့ဘရူနိုထွက်ခွာခြင်းမထွက်ခွာခြင်းကလည်း United ပြည်သက်တွေကြားထဲမှာအမြင်ချင်းနည်းနည်းလေးကွဲလွဲမှုတွေရှိရဲ့ဗျာ ။တချို့ကျတော့ Bruno ထွက်စေချင်တာတော့မဟုတ်ဘူးပေါ့နော်။ Bruno ရောင်းထုတ်လိုက်တဲ့အခါကျရင်မစိုးဘူးပေါ့လေ။အသင်းမှာပတ်စံနေရလာမယ်။ Bruno ပေးနေရတဲ့လောက်ကပမာဏရည်လည်းလျှော့သွားမယ်။အသက်30ကျော်ရွယ်ကစားသမားတစ်ယောက်လည်းမရှိတော့ဘူး။နောက်ထပ်ကစားသမားအသစ်တွေခေါ်နိုင်လိမ့်မယ်ပေါ့။ဒါဟိုတချို့တော့ United fan တွေပေါ့။တချို့ United fan တွေကျတော့ Bruno ကိုဒီလောက်အမောင်းပမာဏနဲ့ရောင်းလိုက်မယ်။ပြန်ခေါ်မယ့်ကစားသမား Bruno နေရာမှာတည်တည်ချာအစားထိုးနိုင်ပါ့မလား။ဟမ်ဒါမျိုးတွေပေါ့နော်အမြင်မျိုးစုံကွဲနေပေမဲ့ကျွန်တော်ကတော့ဟို တချို့တော့မမြင်နိုင်တဲ့အကြောင်းတရားတွေရှိတယ်ဘရူနိုအသင်းကိုပေးဆက်ခဲ့တဲ့အရာတွေကအသင်းအနေနဲ့ပြန်ပြီးကြည့်ဦးကြည့်ပေးရမှာကျွန်တော်ပြောရှင်းလေးဗျာယူနိုက်တက်အသင်းကစားသမားတွေခေါ်ယူဖို့အတွက်ပြန်လည်အင်အားတောင့်တင်းလာဖို့အတွက်ကဘရူနိုရဲ့အပြောင်းအရွှေ့ပေါ်မှာတွားပြီးမမူတည်ဘူးယူနိုက်တက်အဲ့လောက်မွဲမနေဘူးဗျာအဲ့အတွက်ကြောင့်အသင်းကိုတော့သွေးသစ်လောင်းတာမှန်တယ်တို့ပေမဲ့အခုနောက်ပိုင်း တနည်းအားဖြင့် Salas မရှိတော့တဲ့အချိန်မှာ United ရဲ့လူခေါ်ယူမှုအမှန်ကန်ဆုံးကစားသမားနဲ့ United အတွက်အကောင်းဆုံးကစားသမား Bruno Fernandes ပဲဒီလိုကြောင့်အသက်30ကျော်နေပြီမတက်နိုင်ဘူးသူအသင်းမှာပေးဆက်ခဲ့တဲ့အရာတွေအားလုံးကိုကျွန်တော်တို့တစ္ဆာတရားတွေကိုတော့ငဲ့ညာပြီးတော့အသင်းမှာဆက်ထားသွားဖို့ရှိတယ်ကျွန်တော်က Ruben Amorim ပြောသလိုမျိုးပဲဒီ Sorry Pro League Club တွေကို join မှု no plan ဆိုတဲ့စကားကိုအတော်လေးယုံကြည်မိပါတယ်ခင်ဗျဟုတ်ကဲ့ဒါတော့ဒီကနေ့ရဲ့ပရိသတ်တချို့အတွက်မင်္ဂလာရှိတဲ့သတင်းလေးတွေဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ